PMD မှာပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ဗျ။ ဟုတ်ကဲ့ပါအားလုံးပဲမင်္ဂလာပါဗျမနေ့ကနေကုန်မှာတော့မနက်ပိုင်းခွင်ရှိရောညနေပိုင်း၄၁ကောနေကုန်အောင်မြင်ခဲ့တယ်ဗျနေကုန်အောင်မြင်လို့ကျွန်တော်ပို့တက်ပြီးမေးရင်တော့တယောက်မှပောက်တဲ့ဆိုတာမျိုးတော့ဖြေရတော့မတွေ့ရဘူးပြေနော် ခုလိုမျိုးမှန်လို့ကျွန်တော်ကပို့တက်ပြီးမေးရင်တော့မှန်တယ်ပောက်တယ်ဆိုတော့ဖြေရည်တော့မရှိဘူးဒါပေမဲ့ကျွန်တော်ပေါ့နော်ခုနေ့ကတယောက်တော့တွေ့ရဗျအဲ့တယောက်ကဘာပြောလဲဆိုတော့မှန်တာတရားမှမရှိဘူးတဲ့မှန်တာတရားမှမရှိဘူးဆိုကျွန်တော်တကယ်မှမှန်ရင်တော့ကျွန်တော်အဲ့လိုပြောရင်ကျွန်တော်လက်ခံနိုင်တယ်ဗျာနော်ဒါပေမဲ့ကျွန်တော်တနင်္လာနေ့ညနေမှာကျွန်တော်တို့၄ခွန်းတော့လည်းကျွန်တော်အောင်မြင်ခဲ့တယ်ဗျနေ့တိုင်းမှာအဲ့လိုမျိုးမှန်တာကိုကြတော့မသိဘူး မမှန်တာကိုပဲကြည်ပြီးတော့အချိန်မှမှန်တာမရှိဘူးပေါ့နော်သူမှန်တာအဲ့လိုမျိုးမှန်ထားတယ်ဗျဒီဘက်မှာကျွန်တော်အောင်မြင်တာဆိုရင်နေ့တိုင်းမှာ၄ခွန်အောင်တယ်ခွန်၈အောင်တယ်၄တက်အောင်တယ်ပေါ့နော်နေ့တိုင်းမှာ၃ကြောင်အောင်မြင်ခဲ့တယ်ဗျအခွေအနည်းနဲ့ဆိုလဲကျွန်တော်၂345အခွေမှာလဲ၃နှစ်ဆိုပြီးတော့အောင်မြင်ခဲ့တယ်နောက်ထပ်တစ်ခွေဒီ1683အခွေမှာလဲကျွန်တော်တို့61ဆိုပြီးအောင်မြင်ခဲ့ကြပြန်เนาะ အဲ့ဒီ၃နှစ်မှာလဲကျွန်တော်ဘရိတ်ဒီ၅၃ညာဘရိတ်တပတ်ကမွေးဘရိတ်ပေါ့နော်အဲ့ဒီမှာလဲကျွန်တော်တို့၃နှစ်ဆိုတော့၅ဘရိတ်အောင်မြင်ခဲ့တယ်ခွင်းနှစ်ဘရိတ်မှာလဲကျွန်တော်တို့၆တက်ထွက်တော့ခွင်းနှစ်ဘရိတ်မှာလဲခွင်းဘရိတ်အောင်မြင်ခဲ့တယ်ဗျာအကြောင်းမို့ကိုမိုက်ကိုလည်းကျွန်တော်ပြောပြနေတာလေးပဲပေါ့နော်မမှန်ရင်လည်းနားလည်ပြီးမှန်တဲ့အခါကျလည်း ရှိတာပဲဗျဟုတ်တယ်မဟုတ်လားသူ့ဘက်ကိုယ့်ဘက်တော့နည်းနည်းလေးရောအမျှပြီးတော့တွေးပေးကြည့်ချင်ပါလေဗျခုကျွန်တော်ပေးထားတာအခွေနှစ်ခွေကျန်တာပေါ့နော်3 4 5ခွေပူးရယ်8 9 3အခွေ3 4 5ခွေပူရတော့ကျွန်တော် site နဲ့ပြထားတာဖြစ်တယ်အဲ့ဒီကောင်တီတော့ကျွန်တော်တို့ပြရတာကျွန်တော်ပေးခဲ့တာပေါ့နော် ငါးဘက်ကျော်6ဘက်ပေါ့ဒီဘက်ဆိုရင်6ဘက်မြောက်ဖြစ်ပြီဗျဒါပေမဲ့ကျွန်တော်အရင်အခွေတွေမှာတော့လဲအိုက်ပေးထားတဲ့အခွေတွေထွက်တော့ကြတော့ကျွန်တော်ပို့တက်ပြီးမေးတဲ့အချိန်မှာတယောက်မှပောက်တယ်ဆိုတာမျိုးတော့ဖြေတာမရှိဘူးဗျအခုမထွက်တဲ့အချိန်မှာတော့အတန်လေးနေနေထွက်နေတယ်ဗျနော်ဘယ်လောက်ရှုံးနေတယ်ပေါ့ ျွန်တော်ကတော့အကောင်းဆုံးဖြစ်အောင်လို့ကြိုးစားပေးနေပြန်နော်ဒီနေ့အတွက်လည်းကိုမလိုကကြိုက်နှစ်တက်မှလည်းသုံးပေါ့နောက်တက်ရှိသေးတယ်ဗျကျွန်တော်လူမှားတာပေါ့နော်အခုထိလူမှားတဲ့လူတွေရှိသေးတယ်ဗျကျွန်တော်နာမည်တူတီ KMD ပဲဗျနော် တော်ဝင်တဲ့တောက်ကြနေအခွေမပေးဘူးလားဒါတဲ့တောက်ကြနေအခွေကတော့ကျွန်တော်ပေးထားတဲ့အခွေနှစ်ခွေကျန်တာပေါ့နော်အဲ့နှစ်ခွေကတော့အပတ်တိုင်းလိုထွက်နေရဖြစ်တဲ့အတွက်ဒီဘက်မှာလည်းပေးမယ်ဆိုရင်ကျွန်တော်အဲ့နှစ်ခွေပဲပေးမှာပေါ့နော်အဲ့ခွေတွေကမှကိုမလူပေါ့မိမိကဘာဝမ်းကြိုင်းကြိုက်လဲပေါ့နော်တကယ်လို့ပေါ့ဒီနေ့မှာကျွန်တော်တို့အကိုမအုံညကြိုက်တယ်ဆိုရင်ကျွန်တော်တို့ဘာထုတ်ရမလဲဆိုရင်၈၉၃ညတဲ့အခွေပေါ့ 3လို့4လို့ကြိုက်တယ်ဆိုရင်တော့3 4 5 6ကိုခွေးပေါ့နော်အကိုမတို့ကအဲ့လိုမျိုးလေးလဲအုံတော်လေးနဲ့စဉ်းစားပြီးတော့တော့ကစားစီခြင်းနေဗျဒီအခွေးတွေဒီတော့ပြက်ပင်တော့မရှိဘူးဗျလူမျိုးတွေကိုယ့်အလုပ်ကိုသက်ဆက်လုပ်ပါတဲ့ကံကောင်းရရမှာပါတဲ့ဟုတ်ကဲ့ဗျာเนาะကျွန်တော်တို့ကတူးဒီမှာတော့ကံနေလဲဆိုင်နေတယ်ဗျာကျွန်တော်ကံရညာရပေါင်းပြီးတော့မှာ 2D ကစားရတော့အကောင်းဆုံးပါပြန်နော်အခွေတွေပတ်တိုင်းထွက်တာမှန်ပြီမဲ့လောဘတူတာမကြီးချင်ဘူးပြကျွန်တော်တော့ 2D ကြောင့်ချမ်းသာတော့တဲ့သူဆိုတာမရှိဘူးပြ 2D ကြောင့်ဘဝပြတ်သွားတဲ့သူတွေပဲရှိတယ်ဒါကြောင့်မို့အပတ်တိုင်းထွက်တာတော့မှန်တယ်လောဘမကြီးဘဲနဲ့ညာလေးနဲ့ကစားသိချင်ပါလေဗျဟုတ်ကဲ့ပြတော့ဒါဆိုကျွန်တော်တွက်ပြပေးမယ်ဗျာနော် ပထမဆုံးအနေနဲ့ကျွန်တော်မနေ့ရက်လိုပဲပေါ့နော်နေကုံဝမ်းကျင်းလေးနေကုံဝမ်းကျင်းလေးဒီလဲကျွန်တော်မနေ့ရက်ဆိုရင်လဲတစ်ရှည်အချိန်ပေါ့နော်နေကုံဝမ်းကျင်းอ่ะအဲ့ဒီမှာမနေ့ပိုင်းမှာရှစ်ထီတယ်ညနေမှာတစ်ထက်ထီတယ်ဗျဒါကြောင့်မို့အဲ့ဒီနေကုံဝမ်းကျင်းဒီလဲမှန်နေတာဖြစ်တဲ့အတွက်ကျွန်တော်ဒီနေ့မှာနေကုံဝမ်းကျင်းလေးပါအရင်ဆုံးပြပေးမယ်ဗျနေကုံဝမ်းကျင်းဒီကျွန်တော်ဒီမှာဆိုရင်ဒီက၃ညထိတ်ရဒီက၉နောက်ပိတ်ရပေါ့နော်၃ညရ၉ရပေါင်းကျင်းဒီ၉ ကိုရဲ့နှက်ခတ်ဒီ6ကို6ဒီဒီရက်မှာနေကုန်အချိန်ကို6နေကုန်အချိန်မှာကျွန်တော်တို့ဒီမှာနှစ်6ထွက်တော့ကျွန်တော်တို့ကို6အချိန်ရမနေ့ပိုင်းနေ6ထိပြတ်အဲဒါနောက်တစ်ပြင်ကနှစ်ရ9ရနှလုံးပေါင်းခြင်းဒီခွန်းခွန်းရဲ့နှက်ခတ်ဒီ3ညခွန်း3ညအချိန်ဒီဒီရက်မှာနေကုန်1ချိန်ခွန်း3ညအချိန်မှာကျွန်တော်တို့ဒီမှာခွန်းဘူးဆိုပြီးထွက်တော့ကျွန်တော်တို့ခွန်း3ညအချိန်ကခွန်းထိညနေမှာလည်းကျွန်တော်ခွန်းထက်ထိပဲဗောနော်အဲဒါနောက်တစ်ပြင်က ခွင်ရဒီရခွင်ရနှလုံးပေါင်းခြင်းဒီလေးလေးရနှစ်ခတ်ဒီနှစ်လေးနှစ်ဒီဒီရမှာနေကုန်ချိန်လေးနှစ်အချိန်မှာကျွန်တော်တို့ဒီမှာမနေ့ပိုင်းမှာတော့လေးနှစ်ချင်အထိမသွားဘူးညနေမှာနှစ်ဆိုပြီးတော့ထိသွားတယ်ဗျအဲဒါရင်နောက်တစ်ပြင်က6ရနှစ်ကနှလုံးပေါင်းခြင်းဒီတက်တက်ရနှစ်ခတ်ဒီရှစ်တက်ရှစ်ဒီဒီရမှာနေကုန်ချိန်တက်ရှစ်နေကုန်ချိန်မှာမနေ့ပိုင်းမှာတော့ထိမသွားဘူးညနေမှာ6တက်ဆိုတော့တက်ရှစ်အချိန်အထိထိသွားတယ် ဒါဆိုရင်ဒီမှာ၃ညရဲ့၁ကနှလုံးပေါင်းခြင်းဒီ၁တဲ့ရဲ့နှက်ခက်ဒီ၈တဲ့ရှစ်ဒီဒီရဲ့မှာနေကုန်အချိန်ပေါ့ဒီမှာလဲကျွန်တော်တို့ခွင်းရှစ်ဆိုတော့မနက်ပိုင်းနေရှစ်ထီရဲ့တစ်ရှစ်အချိန်啊ညနေမှာလဲ၄တစ်ဆိုတော့တစ်ရှစ်အချိန်အမဲတစ်ထက်ထီသွားတယ်ဗျဒါကြောင့်မို့ဒီနေ့မှာနေကုန်အချိန်ဒီဒီရဲ့ခွင်းရဲ့ဒီရဲ့၁ကနှလုံးပေါင်းခြင်းဒီ၈ရှိရနခက်တိတရှစ်တည်ဒီရမှာနေကုန်အချင်းတကယ်လို့ဒီအချင်းလေးကမှန်နေခဲ့ရင်ကျွန်တော်နေကုန်ဝမ်းကြီးပေါ့နော် ခွင်းရဲ့တက်ကနှလုံးပေါင်းချင်းရှစ်ဖြစ်လို့ရှစ်တက်အချင်းဒီနေကုန်ဒီရက်လေးမမှန်ခဲ့ရင်တို့အခွေထိုးရမယ့်အခွေဒီရှစ်ကိုသုံးရတဲ့အခွေဒီပိုးပြီးအားကောင်းနေပြကိုမတို့တော့ပေါက်ကြမယ်ထင်နေပြနော်ကျွန်တော်ပြောချင်တာလေးကိုတော်ဝင်တဲ့ငါးသုံးရအချင်းမှသားရဟုတ်ခဲ့ပါဗျစာယူလိုက်နဲ့ကီးလေးပြောပေးပါတဲ့ကျွန်တော်ကီးဟိုဖြတ်ပြပြနော်ဝိုင်းချင်းဒီပါအပြီးပေါက်ဒီပါတွက်ပြပေးမယ်ဗျအကိုမတို့ကကြိုက်နေတဲ့ရင်တော့ခစားပါနော် ဒါဆိုကျွန်တော်နေကုန်အချိန်တီ၈တဲ့အချိန်ရှိတယ်ဗျ။တကယ်လို့ကျွန်တော်ပြောတဲ့အခု၈တဲ့အချိန်နေကုန်အချိန်လေးရမှန်းနေတကယ်လို့ဒီရက်မှာဆက်မှန်လာခဲ့မှဆိုရင်ကျွန်တော်တို့အခွေနဲ့ကြိုက်တာဒီကျွန်တော်တို့အခွေဒီ၈၉၃ညတဲ့အခွေရှိမှာဗျ။ဒါကြောင့်မို့ရှိကော၃ညတည်းအခွေတော့ဒီရက်မှာပို့ပြီးတော့အားကောင်းနေလို့ကျွန်တော်တို့ယူဆတယ်ဗျဒါဆိုကျွန်တော်ခဲရတော့ချက်မပြတော့ဘူးရနော်အကူမလို့တခြားလေးတော့ကြည်ပေးပါဗျဒါမှလည်းနားလည်မယ်ဗျ ၃ညရယ်တရက်၆ရယ်တရက်ခွင်ရယ်၃လုံးပေါင်းခြင်းတည်၃၃ည၆ခွင်၃လုံးပေါင်းခြင်းတည်၃၃ဘဝတည်ရှိ၃နှစ်ခတိငါရှင်းငါတည်အချိန်ရောရှင်းငါအချိန်မှာ၉ငါထွက်တော့ငါထိဒါဆိုရင်နောက်တစ်ပြင်ရ၂ရယ်ခွင်ရယ်တရက်၉ရယ်၃လုံးပေါင်းခြင်းတည်ရှိ ရှေ့ရဲ့ပါဝါတီ3ရှေ့ရဲ့နက္ခတိ1 3တက်ဒီအချိန်ဒီ3တက်အချိန်မှာလဲ3ည3ဆိုတော့ကျွန်တော်တို့3ထိဒါဆိုရင်နောက်တစ်ပြင်ဟာခွေရဲ့9ရဲ့ဒီက3ည3လုံးပေါင်းချင်းဒီ2 2ပါဝါတီခွန်2နက္ခတိ4ခွန်4ဒီအချိန်တော့ဒီခွန်4အချိန်မှာလဲခွန်6ထွက်တော့ခွန်3 ဒါဆိုရင်ဒီရက်မှာ9ရက်3ရက်ဒီရက်9ရက်3လုံးပေါင်းခြင်းဒီ9 9ရက်ပါဝါဒီ4 9ရက်နှစ်ခတ်ဒီ6 4 6ဒီအချိန်အလုံးမဒီဝန်ကြီးလေးနားလည်မယ်ထင်ပါလေဗျ36ခွန်3လုံးပေါင်းခြင်း3 3ပါဝါတီ8 3နှစ်ခတ်တီ5 5အချိန်မှာကျွန်တော်တို့9ငါးထွက်တော့9ထိ နောက်တစ်ပြင်ကနှင်းရခွင်ရဒီက9ရ3လုံးပေါင်းချင်းတီ8 8ပါဝါတီ3 8နှစ်ခတ်တီ1 3တက်အချိန်ဒီ3တက်အချိန်မှာလည်း3ည3ထွက်တော့3ထိနောက်တစ်ပြင်ကခွင်ရ9ရဒီက3ည3လုံးပေါင်းချင်းတီ2နှစ်ရပါဝါတီခွန်းနှစ်ရနှက်ခတ်တီလေးခွန်းလေးတီအချင်းဒီခွန်းလေးအချင်းမှာလဲခွန်းရှစ်ထွက်တော့ခွန်းထိဒါကြောင့်မို့ဒီနေ့အတွက်ဝန်ချင်းတီ 9ရဲ့3ရဲ့ဒီက9ရဲ့3လုံးပေါင်းချင်းဒီ9 9ပါဝါဒီ4 9နှစ်ခတ်ဒီ6 4 6ဒီအချိန်မြတ်ဒါလေးရတော့ဝန်းကျင်တစ်ခုပေါ့နော်နောက်ထပ်ဝန်းကျင်တစ်ခုရတွဲရင်တော့အပြည့်ပေါက်လေးဖြစ်တယ်ဗျဒါပေမဲ့ကျွန်တော်အစွမ်းနာပြည့်စရာလေးမေ့သွားလိမ့်ပဲနော်ဒီမှာဆိုကျွန်တော်တို့ဒီက9ထိပ်ရဲ့ကျွန်တော်တို့ဒီကညနေ4ခွင်ရ4ထိပ်ရဲ့9ရဲ့4ရဲ့နှလုံးပေါင်းချင်းဒီ3ဒါကဒီမှာလဲကျွန်တော်တို့ ီက၃ညထိရဲ့ဒီက၃ထိရဲ့ပေါင်းချင်းဒီလဲ၃ဒီမှာကျွန်တော်တို့ခွန်းထိရဲ့ဒီက၆တက်က၆ထိရဲ့ခွန်းရဲ့၆ကပေါင်းချင်းဒီလဲ၃အဲတော့ကျွန်တော်တို့မှာ၃ပေါ့နော်၃၃၃၃ထုတ်ပြီးထိုက်ရိုက်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီက၄ထိရဲ့မနက်ထွက်မဲ့ထိရဲ့ပေါင်းချင်းဒီ၃ဖြစ်ရမယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာ၉ထိထဲမှာကျွန်တော်တို့ဒီ၃ဖြစ်မယ်ပေါ့နော် ဒါလေးလည်းနားလည်မယ်ထင်တယ်ဗျဒီမှာကျွန်တော်တို့9ရက်4ရက်ပေါင်းခြင်းတီ3ဖြစ်တယ်3ရက်ရဲ့3ရက်ပေါင်းခြင်းတီလည်း3ဖြစ်တယ်ခွင်းရဲ့6ရက်ပေါင်းခြင်းတီလည်း3ဒါကြောင့်မို့3 4ချက်ရိုက်မယ်ဆိုရင်တော့ဒီရက်9ဒီရက်4ထိတ်ရဲ့ကျွန်တော်တို့ဒီရက်ထွက်မဲ့ထိတ်စီရဲ့ပေါင်းခြင်းတီလည်း3ဖြစ်ရမယ်ဆိုရင်ဒီမှာ4ရှိထားတဲ့အတွက်ကျွန်တော်3ဖြစ်အောင်ဆိုရင်9ထိတ်ထဲမှာ3ဖြစ်မယ် ဟုတ်ကဲ့ပြအဲ့လိုမှဒါလေးနားလည်မယ်ထင်ပါလေပြနော်အဲ့ဒါကြောင့်ဒီ one chain ကိုနောက်ထပ် one chain တစ်ခုနဲ့တွဲရင်တော့အပြီးပေါက်လေးကိုကျွန်တော်ပြပေးမယ်ပြဒီမှာဆိုရင်9ရဲ့4ရဲ့နှလုံးပေါင်းခြင်းဒီ6 6ရဲ့ power ဒီ4 6လေးဒီအချင်း ဒီကိုးလေးအချိန်မှာလဲကျွန်တော်တို့ကိုးငားထွက်တော့ကိုးထီကျွန်တော်ဒီမှာရှင်းငားအချိန်နဲ့ဒီဘက်ကကိုးလေးအချိန်နဲ့တွဲရမှာပေါ့နော် တွဲရင်ကျွန်တော်တို့ဒီဘက်ကကိုးဒီဘက်ကငားနဲ့ကိုးငားဆိုပြီးတော့ထွက်ဒါဆိုရင်နောက်တစ်ပင်ကခွင်ရဲ၃ရဲနှလုံးပေါင်းချင်းတီ၃ည တုံညာဘာဝတိငါတုံညာငါတိအချိန်ဒီတုံညာငါအချိန်မှာလဲတုံညာ3ဆိုတော့တုံညာ ठी ဒီ3တဲ့အချိန်နဲ့ဒီတုံညာငါအချိန်နဲ့တွဲရင်လည်းအပြီးပေါ့ဗျာနော်ဒီဘက်ကတုံညာဒီဘက်က3နဲ့တုံညာ3ဆိုပြီးတော့ထွက်တန်ကျူပါကိုတဲ့နေရဖို့ရပါတယ်တဲ့ဟုတ်ကဲ့ပါဗျာနော်ဝမ်းသာပါတယ်ဗျာကိုမင်္ဂလာပါ KMD တဲ့ဟုတ်ကဲ့မင်္ဂလာပါဗျာ ဒါဆိုရင်နောက်တစ်ပင်က2ရ6ရဲ့နှလုံးပေါင်းခြင်းဒီ8 8ရဲ့ပါဝါဒီ3 83ဒီအချိန်တော့ဒီ83အချိန်မှာလဲကျွန်တော်တို့ခွင်8ထွက်တော့8 ठी ဒီမှာဆိုလဲကျွန်တော်တို့ခွင်4အချိန်နဲ့ဒီဘက်က83အချိန်နဲ့တွဲရင်လည်းအကြည့်ပါပြန်နော်ဒီဘက်ကခွင်ဒီဘက်က8နဲ့ခွင်8ဆိုပြီးတော့ထွက်ဒါဆိုရင်ကျွန်တော်ဒီနေ့မှာ8ရဲ့4ရဲ့နှလုံးပေါင်းခြင်းဒီ9 ငါရဲ့ပါဝါတီ၃ညငါ၃ညတီအချင်းဝမ်ဘာဘာမင်္ဂလာပါရှင့်ဟုတ်ကဲ့မင်္ဂလာပါဗျကျော် MM မင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဒီဆိုကမင်္ဂလာပါညီရဲ့အောင်မြင်ပါသေးတယ်ဟုတ်ကဲ့ပါဗျအောင်မြင်ပါသေးလို့စီတောင်းပါလေဗျတော်ရင်မော်နှစ်ရဖို့ရတယ်ပြောရလားမသိဘူးဗျနော်ဟုတ်ကဲ့ပါဘာပဲဖြစ်ဖြစ် ကျွန်တော်ပောက်တယ်လို့ပြောတဲ့သူတွေကလည်းကျွန်တော်အထူးပဲကျေးဇူးတင်ပါတယ်ဗျကျွန်တော်ရဲ့ like ကို like လေးတွေ comment လေးတွေပေးတဲ့သူတွေကိုလည်းကျေးဇူးအများတင်ပါတယ်ဗျနော်ပို့တာပြ69ရဲ့90ရဲ့ပေါ့နော်တဲ့ဒီမှာကျွန်တော်ဒီမှာပေါ့နော်ဒီဘက်က46အချိန်နဲ့ဒီနေ့မှာ9တုံညာအချိန်နဲ့တွဲရင်လည်းအပြီးပေါ့ဗျအဲဆိုရင်4 5 40 6 5 60ဆိုတဲ့ဂဏန်းလေးကိုပေါ့ဗျနော် ချင်းမျိုးသူမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျဒါဆိုဒီနားလေးမှာအားလုံးပဲနားလဲမယ်ထင်တယ်ဗျဒီမှာဒီ site တစ် site ပေါ့နော်ဒါပထမတစ် site ကိုကျွန်တော်ပြပေးခြင်းဖြစ်တယ်ဗျဒီမှာတွဲမယ်ဆိုရင်ဒီ၄6ချင်းကိုကျွန်တော်တို့9 3ညာချင်းနဲ့တွဲရင်၄5 40 6 5 60ဆိုပြီးတော့ကဏ္ဍ၄ခွက်ရမယ်ဗျဂျူဂျူကိုကထိတ်လာတဲ့ဒါလေးရတော့ဖြစ်သွားနိုင်တယ်လို့ကျွန်တော်ယူဆပြီးတော့ပေးခြင်းဖြစ်ပါလိမ့်ဗျနော်ဒါဆိုရင်ကျွန်တော် ပရိတ်လိုင်းလေးပေါ့နော်မနေ့ကမှန်ခဲ့တဲ့ပရိတ်လိုင်းလေးဒီမှာဆိုကျွန်တော်တို့ပရိတ်လိုင်းဒီ2ရက်3ရက်ဒီရက်9ရက်3လုံးပေါင်းခြင်းဒီ2 2ရက်2ခတ်ဒီ4အဲ့လေးဒီဒီမှာပရိတ်6 5ဆိုပြီးတော့4ပရိတ်အဲဆိုနောက်တစ်ပြင်က6ရက်4ရက်ဒီရက်9ရက်3လုံးပေါင်းခြင်းဒီ5 5ရက်2ခတ်ဒီ3အဲ့3ဒီဒီမှာကျွန်တော်တို့3ပရိတ်ပေါ့နော်3 3ဆိုပြီးထွက်နောက်တစ်ပြင်က ခွင်းရဲ့3ရဲ့ဒီရဲ့3ရဲ့3လုံးပေါင်းချင်းဒီ3 3ရဲ့နှစ်ခတ်ဒီ5အဲ5ဒီဒီမှာခွင်းရှစ်ထုတ်ပြီးတော့ထွက်တယ်5 plate အဲ့တော့ဒီနေ့မှာ9ရဲ့6ရဲ့ဒီရဲ့8ပဲ3လုံးပေါင်းချင်းဒီ9 9ရဲ့6ရဲ့ပေါင်းတော့1 1နဲ့ဒီရဲ့8နဲ့ပေါင်းတော့9 9ရဲ့နှစ်ခတ်ဒီ6အဲ့6ဒီကျွန်တော်တို့ break ပေါ့နော်ဒါဆိုရင်ကျွန်တော်တို့6 break ဆိုတော့ ီမှာဝမ်းကြီးနှစ်ချိန်တွဲတာဒီ၄၆အချိန်ကို၅၃ညအချိန်နဲ့တွဲတာတွဲရင်ကျွန်တော်တို့60ဒီဒီမှာတော့တကွက်ကောင်းတွေ့ရပြန်နော်အားလုံးမဲ့နားလည်းမထင်ဘူးဗျကျွန်တော်တို့6ပရိတ်ဆိုရင်တော့60ဒီတကွက်ကောင်းဒီကောင်းဒီကျွန်တော်တို့ပရိတ်လမ်းပေးရင်မှန်ခဲ့ရင်9ရက်6ရက်ဒီရက်8ရက်၃လုံးပေါင်းချင်းဒီ9ဖြစ်လို့9ပါဝါ၄9နဲ့ခက်6 9လေး6ပရိတ်လည်းဖြစ်သွားနိုင်တယ်ဗျအဲဒါကျွန်တော်ဒီ9ထိပ်လေးကို ျွန်တော်တို့ break က6 break ဆိုတော့6ခွင်ဆိုပြီးတကွက်ထည့်မှာပဲเนาะအလုံးမဲ့ဒီထိနားလည်းမထင်နေဗျကိုမတော့ကြိုက်နှစ်တက်မှလည်းတုံးပြန်เนาะကျွန်တော်ဒီမှာပထမထိတ်စီကျွန်တော်6ထိတ်လို့ယူလိုက်တယ်ဗောနော်6ထိတ်ယူလိုက်တဲ့အချိန်မှာကျွန်တော်တို့ break ဒီ6 break ဒါကြောင့်မို့6ခွင်ဆိုပြီးတော့6 break ထည့်ပေးတယ်ဗျအလုံးမဲ့ဒီထိသဘောပေါက်ကြမယ်ထင်ပါတယ်ဗျ ဒါလေးကိုတွဲတယ်မဲ့ထင်ပါလေဗျာနော်တွဲရင်၄၅၄၀ချုံ၅၆၀ဆိုပြီးခဏလေးကွာဗျာဒါဆိုရင်ကျွန်တော်နောက်ထပ်တစ်စိုက်ဗျာနောက်ထပ်တစ်စိုက်ဒီဒီမှာဆိုကျွန်တော်တို့ခွင်ဘူးပေါ့နော်ခွင်ဘူးဆိုတဲ့လေးပရိတ်ကိုကျွန်တော်တို့သူ့ရဲ့ဘောကဒီကနှစ်နောက်ပိတ်နေပေါ့မပေါ့၃ညနှစ်ကနှစ်နောက်ပိတ်နေပေါ့မခွင်ခွင်ပေါင်းခြင်း၄၄ကိုဒီကနှစ်နဲ့ပေါင်းတော့၆ 6ရဲ့နှစ်ခတ်ဒီကို6ကိုဒီအချိန်ကျွန်တော်ဒီ6ကိုအချိန်မှာလဲကျွန်တော်တို့6ငါးထွက်တော့6ထိဒါဆိုရင်နောက်တစ်ပြင်က6ရဲ့9ရဲ့နှလုံးပေါင်းခြင်းဒီ4 4ကိုကျွန်တော်ဒီရက်6နဲ့ပေါင်းတော့3ည3ညနှစ်ခတ်ဒီခွန်3ညခွန်ဒီအချိန်ဒီ3ညခွန်အချိန်မှာလဲကျွန်တော်တို့3ည3ဆိုတော့3ည ठी ဒါဆိုရင်နောက်တစ်ပြင်က ၃ညရဲ့၃ရဲ့ပေါင်းခြင်းတည်၃၃နဲ့တရားခွန်းနဲ့ပေါင်းတော့၃ည၃ညနှစ်ခတ်တည်ခွန်း၃ညခွန်းတည်လဲအချင်းဒီ၃ညခွန်းအချင်းမှာလဲကျွန်တော်တို့ခွန်းရှစ်ထွက်တော့ခွန်းထိဒါဆိုဒီနေ့မှာခွန်းရဲ့ရှစ်ကတရား၅ရဲ့၃လုံးပေါင်းခြင်းတည်၃ည၃ညနှစ်ခတ်တည်လဲခွန်း၃ညခွန်းတည်လဲအချင်း ေးရေ9နိုင်ပါထွက်လေ9နိုင်ခင်းတော့ကျွန်တော်မကြည့်ရသေးဘူးနော်ကျွန်တော်မျိုးသူမင်္ဂလာပါဟုတ်ကဲ့မင်္ဂလာပါဗျတန်းစဉ်ရ3ညမှုရ6ခွင်ရဲ့အဲ့ဒါ9နိုင်ခဏပြောလာမသိဘူးဗျနော်တော်ဝင်နားလေတဲ့အဲ့ဒီအတွက်စောတော့မယ်ဒါဟုတ်ကဲ့ပါဗျကျွန်တော်ဒီမှာ1ချင်းဒီ3ညခွင်အချင်းပေါ့နော် ဒါဆိုရင်ကျွန်တော်ဒီ one chain line ဒီနောက်ထပ် one chain တစ်ခုနဲ့တွဲရင်အပြည့်အဝဖြစ်ကြလေးကိုကျွန်တော်ပြပေးမယ်ဗျာတူဒီမှာတော့အပိုင်ကဏ္ဍမရှိဘူးဆိုတော့ကျွန်တော်ပြကျင်တာပေါ့နော်ကျွန်တော်တို့ဒီ one chain ဒီ one chain တွဲပြီးတော့အပေါ်ပင်နေမှာလည်းအပြည့်ပေါက်တော့ပေးနေတယ်ဒါဆိုရင်ကျွန်တော်အခုနောက်ထပ်တစ်ခုပြမယ် site နဲ့လည်း one chain နှစ်ခုတွဲရင်အပြည့်ပေါက်ဖြစ်ကြလေးကိုပြပေးမယ်ဗျာဒါဆိုကျွန်တော်ဒီမှာ ဒီကခွန်ရဒီက3ရနှလုံးပေါင်းခြင်းဒီ3ည3ညပါဝါဒီ5 3ည5ဒီအချင်းဒီ3ည5အချင်းမှာလဲကျွန်တော်တို့ဒီမှာ6 5ထွက်တော့5ထိဒီ6 6အချင်းနဲ့ဒီ3ည5အချင်းနဲ့တွဲရင်လဲကျွန်တော်တို့ဒီမှာဒီက6ဒီက5နဲ့6 5ဆိုပြီးတော့ထွက်တယ်ဒါဆိုရင်တော့တပြင်လဲ6ရ4ရနှလုံးပေါင်းခြင်းဒီ3 3ပါဝါဒီ8 3 8ဒီအချင်း တော့ဒီ3ရှစ်အချိန်မှာလဲကျွန်တော်တို့3ည3ထွက်တော့3ထီဒီ3ညခွန်ချင်းနဲ့3ရှစ်အချိန်နဲ့တွဲရင်လဲဒီက3ညဒီက3နဲ့3ည3ဆိုပြီးတော့ထွက်တယ်ဒါဆိုရင်နောက်တစ်ပြင်က3ညရဲ့ဒီက3ရဲ့နှလုံးပေါင်းခြင်းဒီ3 3ဘာဝဒီ8 3ရှစ်ဒီလဲအချိန်ဒီ3ရှစ်အချိန်မှာလဲကျွန်တော်တို့ခွင်ရှစ်ထွက်တော့ရှစ်ထိ ဒီ3ခွန်အချင်းနဲ့3ရှစ်အချင်းနဲ့တွဲရင်လည်းပြီးပေါ့ပဲဗျာနော်ဒီရခွန်ဒီရရှင်းနဲ့ခွန်ရှစ်ဆိုပြီးတော့ထွက်တယ်အဲဆိုဒီနေ့မှာကျွန်တော်တို့ခွန်ရ6ကဲနှလုံးပေါင်းခြင်းဒီ3 3ပါဝါဒီရှစ်3ရှစ်ဒီလည်းအချင်းဥညဝင်ဆိုင်ရဲ့ကြိုက်တယ်လေဟုတ်ကဲ့ပါဗျထောက်အောင်ရတဲ့၃ညပြည့်ရဲ့၆ခွင့်ရထွက်တယ်လေ 9ခုနဲ့ဟုတ်ကဲ့ပါဗျရမီနုတ်ဆဲပြန်90ချိန်နဲ့ဟုတ်ကဲ့ပါဗျနော်အကိုမတို့အစင်ပြေတာကိုစိုက်နေတက်တာကိုတော့ကစားပါဗျကျွန်တော်ကတော့ဒီလိုတွက်ဆိုင်လေးနဲ့ပဲပြပေးမယ်ဗျနော်အကိုမတို့လည်းတခြားလေးကြည့်ပြီးတော့နားလည်အောင်တော့ကြည့်ပါဗျနော်စိုက်နေတက်မှလည်းတော့တူဒီမှာတော့အပိုင်ငယ်လို့တော့မရှိဘူးဗျနော်ဒီနားမှာတော့မှကျွန်တော်တို့တကယ်လို့ပေါ့နော်ကျွန်တော်ဒီဒီဘက်ကဟိုဖယ်ထားပြီးတော့ ဒီဝမ်းကြီးနှစ်ချိန်တွဲတဲ့တောင်မှာပဲကျွန်တော်တို့အပေါ်ပင်ဒီမှာအပြိပောက်ဖြစ်တာဖြစ်တဲ့အတွက်ကျွန်တော်တို့ကတကယ်လို့ပေါ့ဒီဝမ်းကြီးနှစ်ခုပဲတွဲပြီးထိုးမယ်ဆိုရင်တကယ်လို့ဒီ site ကပေးတာမဟုတ်ခဲ့ပဲနဲ့ဒီဘက် site ကပေးနေတာဖြစ်ရင်ကျွန်တော်တို့ပေါက်ကနေဖြစ်မှာမဟုတ်ဘူးပေါ့နော်ဒီမှာဆိုလဲကျွန်တော်တို့ဒီ၃ညခွန်ချင်းဒီဒီဘက်က၃ရက်ချင်းနဲ့တွဲရင်လည်းအပြိပောက်ဖြစ်တယ်ဗျဘိုးသားပြေကိုးထိတ်ကြိုက်တယ်တဲ့ပါပါဝေကိုးထိတ်တယ်ဟုတ်ကဲ့ပါဗျာနော်အကိုမတို့ကြိုက်နေတဲ့တော်တော့ကစားပါဗျာတော်ဝင်မင်္ဂလာပါတားရယ်ဟုတ်ကဲ့ပါဗျာ ဒါဆိုကျွန်တော်ဒီမှာကဏန်းဒီ၄6ချိန်ကို9တုံညာအချိန်နဲ့တွဲတာဒီ၄5 40 6 5 60ဆိုတဲ့ကဏန်း၄ခွက်ရမယ်။ဒါဆိုဒီမှာတုံညာခွန်ချိန်ကိုလည်း3ရှစ်ချိန်နဲ့တွဲတာမှာလည်းတုံညာ3တုံညာ8ခွန်3ခွန်8ဆိုတဲ့၄ခွက်ရမယ်။ဒါဆိုကျွန်တော်တို့ကဏန်းဒီကဏန်းဒီကျွန်တော်တို့ဒီမှာ၄ခွက်ဒီမှာ၄ခွက်ဆိုတော့8ခွက်ဖြစ်သွားပြီဗျ။ရှိကွက်ဆိုတော့ကျွန်တော်ဒီမှာ9ထိတ်ကိုကြတော့ကျွန်တော်6ဗရိတ်ဆိုပြီးတော့9ခွင်ထပ်ပြီးထည့်ပေးတယ်ဗျဒါဆို9ခွက်ပေါ့နော် ပါပါဝေ38ကဲတယ်ဟုတ်ကဲ့ပါဗျ။ဒါဆိုကျွန်တော်ဗရိတ်လိုင်းလေးပေါ့ဗရိတ်လိုင်းဒီနောက်ထပ်တစ်လိုင်းဒီကျွန်တော်တို့သူကတော့ပေါင်းချင်းမပေးနေတဲ့ဗရိတ်လိုင်းလေးပေါ့နော်။ပထမဗရိတ်ဒီ6လေး6ဗရိတ်လေးဖြစ်သွားနိုင်တယ်။ဒါပေမဲ့အဲ့6လေး6ဗရိတ်မှာမှပေးရတည်တော့6ဗရိတ်ဒီ main ပေးတာပေါ့နော်။ဒါဆိုရင်နောက်ထပ်ဗရိတ်လိုင်းလေးဒီ3ရဲ့ခွင်ရဲ့ဒီက3ရဲ့3လုံးပေါင်းချင်းဒီ3 3ခွန်း3 3လုံးပေါင်းခြင်းဒီ3ဖြည့်လို့ဒီမှာ3ည3ဆိုပြီးတော့3ပြည့်ထွက်တယ်။ဒါဆိုရင်နောက်တစ်ပြင်က4ရယ်5ရယ်ဒီက6ပဲ။3လုံးပေါင်းခြင်းဒီ5ကျွန်တော်ဒီပေါင်းခြင်း5ဖြည့်လို့ဒီမှာခွန်း8ဆိုပြီးတော့9ပြည့်ထွက်တယ်။ဒါဆိုရင်ကျွန်တော်ဒီနေ့မှာ3ရယ်3ရယ်ဒီက4ရယ်3လုံးပေါင်းခြင်းဒီ3ည5ဖြည့်လို့ကျွန်တော်တို့ဒီမှာ3ည5ပြည့်ပေါ့နော်။ဒီပြည့်တိုင်းနေတွေ့တယ်ဗျ။အကိုမတို့ကြိုက်နေတက်တာကိုကစားဗျ။ ကျွန်တော်ကတော့အကိုမတို့အစဉ်ပြေအောင်လို့ဒါစူးစမ်းပြီးတော့ပေးခြင်းဖြစ်ပါလိမ့်ဗျာနော်ကိုမတို့လည်းစဉ်းစားပါဗျာနော်ဖြစ်နိုင်ဤမဖြစ်နိုင်ဤဘယ်အားဖြစ်နိုင်လဲမဖြစ်နိုင်ဘူးဆိုတာပေါ့ဒီမှာဆိုရင်3ရက်3ရက်ဒီရက်4ရက်3လုံးပေါင်းခြင်းဒီ3ညဖြစ်လို့3ညပြိတ်ဆိုပြီးလဲကျွန်တော်တို့တွေ့ရတယ်ဗျာအဲဒါပေါင်းရင်3ညဖြစ်လို့3ညပါဝါ9 3ညနှစ်ခတ်ခွင့်3ည9ခွင့်ပြိလဲဖြစ်သွားနိုင်မယ်။ဒါဆိုကျွန်တော်ဒီအထဲမှာတွေ့ထားရတဲ့မှာတော့ ကိုမတို့ကြည့်ပြီးတော့ကစားပါဗျာနော်အဲ့တော့ကျွန်တော်ခဏလေးစီပေးထားမယ်ဗျာကျွန်တော်ဒီနေ့ခဏ10ခွက်ပါဗျာနော် ော်အဲ့တော့ဝမ်းကြီးနှစ်ချင်းပြီးပါဖြစ်တာလေးတွေကိုတွဲပြီးတော့ဒီမှာပေးထားတယ်ဗျကိုမတို့အကြိုက်ပိုင်တော့ကစားပါဗျနော်၄၅40 6560ပထမဝမ်းကြီးနှစ်ချင်းတွဲတာဒီကျွန်တော်တို့ဒီ၄ခွက်ရမယ်ဒုတိယဝမ်းကြီးနှစ်ချင်းတွဲတာဒီ33 38ခွန်3ခွန်8ကျွန်တော်ပရိအနေနဲ့6ပရိဖြစ်တွေ့တာဖြစ်တဲ့အတွက်ကိုးထိတ်လေးလည်းကျွန်တော်ဟိုဖြစ်တာဖြစ်တဲ့အတွက်ကိုးကိုလည်း6ပရိဆိုတော့ကိုးခွန်ဆိုပြီးတကွက်ထည့်ပေးတယ် တုံညာပရိတ်ကပေါင်းချင်းဒီတုံညာဖြစ်လို့တုံညာပရိတ်ဆိုတော့ကျွန်တော်6ဆိုပြီးတော့တကွက်ထည့်ပေးတယ်ဗျကိုမလို့ကျန်းနေတဲ့သူတို့ကစားပါဗျာနော်ကျွန်တော်ဒီအပတ်မှာတော့ခဏတော့ခဏအကုန်ဆင်းသွားပြီဗျခဏအကုန်ဆင်းသွားပြီဖြစ်တဲ့အတွက်ကျွန်တော်တို့ဒီဘက်မှာပြန်ကြလဲလာနိုင်မလဲဗျာနော်ပြန်ကြလာရင်တော့ကျွန်တော်တို့ဘယ်လိုပြောရမလဲခွင်းနဲ့ပတ်သက်ကြသည်ပိုးရအကောင်းတယ်လို့ကျွန်တော်တို့ယူဆတယ်ဗျပြန်ကြလဲမှာပေါ့နော် အလုံးမဲ့ကျွန်တော်ရှင်းပြလေးတွေသဘောပေါက်ကြမယ်ထင်တယ်ဗျအကူမတို့အကြိုက်ပိုင်ရင်တော့ကစားပါဗျနော်ကျွန်တော်တို့ဒီကဏ္ဍ10ခွက်ပေါ့ဒီနေ့မှကြံတာတော့ကျွန်တော်အခွေထဲမှာတော့3356အခွေရယ်6931အခွေပေါ့ဗျနော်အဲ့ဒီခွေတွေဒီလဲပြက်ပြင်းတော့မရှိဘူးဗျဒါကြောင့်မို့အကူမတို့ကြိုက်နေတဲ့တာတော့ကစားပါဗျအလုံးမဲ့ like လေးတော့နှိပ်ပေးကြပါဦးဗျနော်ဘာလို့လဲဆိုတော့ကျွန်တော်ကျွန်တော် like တွေပါမို့ကြည့်လို့ရှင်ရယ်ကျွန်တော်တို့ viewer 1000ကျော်လောက်ဖြစ်သွားလဲကျွန်တော် like ကကြည့်လိုက်ရင်တော့4500ပဲရှိတယ်ပေါ့နော်အဲကြောင့်မို့ကျွန်တော်ရဲ့ဟိုပါဘောအမှန်တကယ်အားပေးတဲ့သူက4500လောက်ပဲရှိရလို့ပဲကျွန်တော်ယူဆမိတယ်ဗျအဲ့ထက်မှာတော့ကိုမကြီးပါလာမပါလာပေါ့နော်မိမိကိုမိမိပဲသိမှာဗျကျွန်တော်ကတော့ဘသူက like ပေးတယ်ဆိုတော့ကျွန်တော်တော့မသိရဘူးပေါ့နော်ဒါကြောင့်မို့ကိုမတို့မိမိကကိုယ်တိုင်တီးပြီးတော့ပေးတယ်မပေးတယ်တော့မိမိတို့စဉ်းစားပါဗျာနော် ုတ်ကဲ့ပါအားလုံးပဲကျွန်တော် like ကိုဒီမှာပဲရန်နာခွင့်ပြပါဗျတန်ကြအနေနဲ့ဆိုရင်တော့ကျွန်တော်ခွင်နဲ့ပတ်သက်တာလေးတွေပို့ပြီးတော့ကြိုက်တယ်ဗျနော်ဒီဘက်မှာကျွန်တော်တို့အပူလဲထွက်မယ်ဟောပေါ့အပူလဲထွက်မယ်တန်ကြလဲထွက်မယ်ဆိုရင်တော့နှစ်ချက်တစ်ချက်ခုနှစ်ချက်ပြတ်ဆိုပြီးပြီးတော့အဖြစ်သွားရင်တော့ကျွန်တော်တို့ခွင်နဲ့ပြန်ကြဆိုရင်တော့အပူလဲဖြစ်ရမယ်ဆိုရင်တန်ကြလဲဖြစ်ရမယ်ဆိုရင်တော့ခွင်ဘူးဆိုပြီးတော့ပြန်ကြပို့ပြီးတော့ကောင်းမယ်ထင်တယ်ဗျနော်ဒါဟိုပါတော့เนาะတကွက်ထဲဆိုရင်ပြောပြတာဗျ ပြန်ကြအနေနဲ့အကုန်လုံးယူရမယ်ဆိုရင်တော့ခွင်နဲ့ပတ်သက်တာဒီတော့ပြန်ကြပူပြီးကောင်းမယ်လို့ကျွန်တော်တို့ယူဆတယ်ဗျ။ကိုမတို့ကြက်နေတက်တာတော့ကစားပါဗျာနော်။ဟုတ်ကဲ့ပါအားလုံးပဲကြံကောင်းကြပါသေးဗျ။အခုမှတွေ့လို့ပါတာရီဟုတ်ကဲ့ပါဗျ။အားလုံးပဲကြံကောင်းကြပါသေးမိမိအကြိုက်ဒီ7နှစ်တိုင်းတမင်းနဲ့ထွက်မဲ့ကနေနဲ့ထပ်တူကြပါသေးလို့ဆုတောင်းပေးပါရစေဗျ။အားလုံးပဲဘိုင်းဘိုင်း see you ပါ